အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဒီနေ့ညရဒါကျွန်တော်တို့အဲ good night video ပေါ့နော်အဲ့တော့ဒါကျွန်တော်ဒါပထမဆုံးပါပေါ့နော်ဒါကျွန်တော်မနေ့ကအကူတရက်က suggest လုပ်တာပေါ့နော် ဟိုပော့ပြပြပုံစံမျိုးနဲ့ပြင်းတီပြပြပုံစံမျိုးနဲ့မလုံနဲ့ပေါ့နော်အမှန်တမ်းပြောလို့ကျွန်တော်ပော့ပြပြလောက်တာတော့မဟုတ်ဘူးဗျာဒါကျွန်တော်ပုံမှန်လည်းပြောကျွန်တော်ကဒါကျွန်တော် comfortable ဖြစ်တဲ့ဥစားကျွန်တော်နေနေဒါအပေါ်တက်ပြီးဒါကျွန်တော် Osmo Pocket နဲ့ပြောတာဆိုကျွန်တော်ဒီမှာကျွန်တော်ရဲ့ dialogue နဲ့ကျွန်တော်ပို့ပြီးပြောတာပို့ပြီးတင်တာပေါ့အဲ့တော့ကျွန်တော်ဒါကောင်းမွန်တဲ့ဘက်ကနေ suggestion ပေးရကိုလည်းအများကြီးကျူးတယ်ဗျာဒါကတော့ဘာလို့လဲအရင်ကတော့ဒါကျွန်တော် body ပြောပြောမဟုတ်တော့မှုမယ်ကျွန်တော်လည်းကျွန်တော်ဒီကို comfortable ဖြစ်တယ်ပေါ့နော်ဒါကျွန်တော်ကိုအဆင်ပြေတဲ့ပုံစံမျိုးကနေတွေ့ရအဲ့တော့ သူသူစမ်းပြတာခင်ဗျားတို့ဒါကြောင့်ကျွန်တော်ယူဒီကိုခင်ဗျားတို့ကြည့်ပြီးတော့ဗီဒီယိုကြီးတွေကြည့်ရတူလည်းချီကျူးတယ်ပေါ့နော်ကျွန်တော်ယူကိုကျွန်တော်တော့မှတောင်းတောင်းတနေ့မှာဒါဗီဒီယိုရိုက်တဲ့အချိန်ကိုယ့်ဟာကိုလွတ်ပြန်မြင်တဲ့အချိန်အရလို့ကျွန်တော်တိတ်ကြည့်တာမဟုတ်ဘူးပေါ့နော်သူသူစမ်းပြတာပုံမလဲတော့ကိုယ့်ရကိုယ့်ယူတိတ်ပြီးဂရုမစိုက်တဲ့လူတရားအနေနဲ့ဒါကျွန်တော်တို့တော်တော်လေးကိုဗီဒီယိုရိုက်တဲ့ဝါသနာပါတယ်ဆိုတော့ဗီဒီယိုရိုက်တယ်မို့ဒီလိုမျိုးဒါ channel မှာတင်လို့ဆိုဝါသနာပါတယ်ဆိုလည်းဝကြီးကြီးတယ်လို့ပဲပြောဒါပေမဲ့ at least တော့ပေါ့နော်ဒါကျွန်တော်တို့ဟိုလက်ရှိပြည်သက်တွေနဲ့အတူဒါကျွန်တော်တို့စကားတွေပြောပြည်သက်ဆိုရင်ကျွန်တော်ညီကိုမောင်မိုက်တွေဆိုပဲစကားတွေပြောအဲ့တော့ တချို့ဓာတ်တွေပေါ့ခင်ဗျာကိုရုပ်ကိုသာဂိမဆိုင်ခင်ဗျာသဘင်တော့ဒါအတက်တယ်တော့မေးလိမ့်မယ်ကျွန်တော်ဟိုတစ်ခေါက်ကကျွန်တော်လွန်ခဲ့တဲ့၃လလောက်ကလည်းတစ်ခေါက်ပြောဘူးပါလေအခုလည်းကျွန်တော်နေတော့ထပ်ပြောပြမှာဘာလို့ဆိုတော့အဓိကကလက်ရှိမှာဒါကျွန်တော်အကြောင်းကျွန်တော်ပြောရတာမဟုတ်ပဲလက်ရှိမှာနည်းနည်းလေးပြောပြချင်တာကျွန်တော်နှစ်ဖူးပေါ်မှာသဘင်ကြကျွန်တော်နှစ်ဖူးက2000ဆိုတာနေတော်တော်လေးကို sensitive ဖြစ်ပါတယ်ကျွန်တော်ထင်တယ်ဒါ you get us to owning get လို့လွတ်ပုံစံမျိုးဖြစ်မှာထင်တယ်ဒါကလူတော်တော်များများရှိတဲ့ကျွန်တော်ဒါကျွန်တော်ရဲ့နှစ်ဖူးကတော်တော်လေးကို sensitive ဖြစ်တယ်ဒါကျွန်တော်ရဲ့အသားကြီးက တော်ုံတော်တော်လေးကိုဆန်းကျွန်တော်အဲ့ကြောင့်ကျွန်တော်တဏ္ဍခါလေးလို့မရဘူးကျွန်တော်ဆန်းစကရင်ဘာညာလေးလို့မရဘူးကျွန်တော်တော်ုံတာကျွန်တော်မျက်နာပေါ်မှာကျွန်တော်ဒါမျက်နာတက်စင်းနဲ့မျက်နာတက်တာလို့ကျွန်တော်တော်ုံတာမလုပ်ဘူးပေါ့နော် ဒါပုံမှန်လေပြောတော့ကျွန်တော်အနေနဲ့ကျွန်တော်အနေနဲ့ sensitive data ဖြစ်တော့ကျွန်တော်တို့တစ်ခုခုတင်ထားရင်တင်ထားမှတအားသိတာအဲ့တော့စပင်းကနှစ်ဖူးပေါ်ကြနေတအားရားတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒါအမြဲတက်တက်တင်ထားဖြစ်ပါတယ်ဟိုဒါလေးကိုလည်းနားလေပြီးပြီးတော့ကျွန်တော်အနေနဲ့ပြောကျွန်တော်တက်တက်ရလှချင်လို့လို့တင်နေတာမဟုတ်ပေမဲ့စပင်းကနှစ်ဖူးပေါ်မှာကျွန်တော်ထိလိုက်တာနဲ့ကိုရားလွန်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်တင်နေတာဖြစ်ပါတယ်ဒါလေးကိုတော့နားလေပြီးပြီးတော့ကျွန်တော်ပြောတော့လက်ရှိမှာဒါကျွန်တော်တို့အရေးကြီးတဲ့အကြောင်းပြောတော့ပြင်းပြင်းနဲ့ပြောတာမဟုတ်ပေမဲ့လက်ရှိမှာဒါကျွန်တော်အရေးကြီးတဲ့အကြောင်းလေးပြောအောင်အရေးကြီးတဲ့အကြောင်းပြောမယ်ဆိုလက်ရှိမှာ ask the good ဒီရတဲ့ဘက်မှာဒါမဲ့ဒါကျွန်တော် international break ပြီးစံပြီးပွဲဆစ်မယ်ဆိုတဲ့ထွန်းဝန်နိုင်အတန်တွေကိုကျွန်တော်ထပ်ပြီးတော့ကြားပြနေမှာเนาะအဲ့တော့ Arsenal နေနဲ့ခုလက်ရှိမှာသူကစံပြီးပွဲဆစ်ရမယ်အနေထားတော့မဟုတ်ပြ Arsenal အတွက်ကလက်ရှိမှာကျွန်တော်ရဲ့တဦးတယောက်တဲ့ပုံကူကြီးရမြင်မယ်ဆိုရင် Arsenal သင်းနဲ့ခုလက်ရှိမှာတည်ငြိမ်တဲ့လမ်းကြောင်းတစ်ခုကိုသွားနေတယ်လို့ကျွန်တော်ရဲ့ပုံကူကြီးကမှကျွန်တော်ကမြင်တယ်ပါလို့ဒီလိုပြောလဲ consistency is the key ဆိုရင် Arsenal ကအဲ့ဒီတော့ကိုပိုင်ဆိုင်ထားတယ်လို့ပဲကျွန်တော်အနေနဲ့မြင်တယ် ဒါကျွန်တော်ရဲ့အမြင်ပေါ့နော်အာဘာလို့လဲလက်ရှိမှာအာစတိုသိနေတာလက်ရှိအသိကြီးမဲမို့လို့ဒါအသိငယ်နဲ့မို့လို့အသိလက်နဲ့မို့လို့အမြဲတမ်းဒါကျွန်တော်ဒါကျွန်တော်ထင်တယ်ပေါ့နော်အာတီတန်ရဲ့ဒါကျွန်တော်ဒီသူ့ရဲ့ခရီးစဉ်တောက်လျှောက်မှာလေဒါကိုသူ့အနေနဲ့သူလိလာသင်ယူခဲ့တဲ့အချက်အကြီးမားဆုံးချက်လို့ပဲမြင်တယ်အဲတော့အာတီတန်เนี่ยကျွန်တော်အမြဲတမ်းကြည့်တဲ့ချက်ကဒါလွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ကသူ့နဲ့အသိကြီးဆိုအသိကြီးပုံစံမျိုးသူ approach လုပ်တယ်အသိလက်ဆိုအသိလက်ပုံစံမျိုးသူ approach လုပ်တယ်အသိငယ်ဆိုအသိငယ်ပုံစံမျိုးကိုဒါကျွန်တော်တို့သွားတဲ့အနေအထားမှာပုံစံမျိုးတော့ရှိတယ်ပေါ့နော်အဲ့တော့ ဒါပေမဲ့လက်ရှိမှာအတိတကဒီလိုပုံစံမျိုးတော့ဒါကျွန်တော်လက်ရှိမှာဒါပွဲချင်းနေပုံလိုက်ပြီး pragmatic approach ကိုတော့ဒါ Arsenal အသင်းပြောင်းလဲတယ်ဆိုပေမဲ့အသင်းကြီးဒါအခုလက်ရှိမှာဗျာဒါကျွန်တော်တို့ဒီလာမယ့် November လအတွင်းမှာအတိတရဲ့ Arsenal အသင်းနဲ့ international break ပြီးတာနဲ့ဒါကျွန်တော်တို့ကျွန်တော်အသင်းကို Hammer တော့နဲ့ဒါလက်ရှိမှာဒါကျွန်တော် Bayern Munich တို့ Chelsea တို့နဲ့တွေ့ရမယ့်အချက် Aston Villa အင်္ဂလန်တို့တော့ကန်ရအောင်မယ့်အချိန်မှာ Arsenal အသင်းနဲ့ Bayern Munich နဲ့ကန်မှာသူတို့ရဲ့အင်္ဂလန်မှာကန်မှာ Arsenal ပြည်သက်တွေအခုလက်ရှိမှာမေ့ကြည့် confidence ရှိလားဆိုသူတို့ confidence ရှိရအဓိကတော့ consistency ပေါ့နော်အဲ့တော့ကျွန်တော်တို့လက်ရှိမှာ အာဆာပရိသတ်တွေအာစနယ်အသင်းကိုလည်းရှိမှယုံကြည်ခြင်းကသူတို့အသင်းကိုသူတို့ကစောက်ရမ်းကောင်းနေတယ်ဆိုတဲ့ယုံကြည်ခြင်းတက်ဆိုတာအာစနယ်ပရိသတ်တွေကသူတို့အသင်းကလက်ရှိမှ capability ရှိတယ်။လုတ်ပြနိုင်စွမ်းနဲ့ကိုယ့်အသင်းကိုကိုယ်တောက်ထင်ကြီးနေတာနဲ့ကွာတယ်။ကျွန်တော်ပြောတော့ပါလား။ကိုယ့်အသင်းကိုကိုယ်တောက်ထင်ကြီးနေတာကိုယ့်အသင်းကလည်းလက်ရှိမှဒါဘဒုအသင်းကိုမှကျွန်တော်နှိုင်းပြောတာမျိုးကိုယ့်အသင်းမှလည်းကွာကိုယ့်ဆိုရှိတယ်။ဒါတပွဲနှစ်ပွဲလောက်နိုင်သွားရင်ဟာငါတို့အသင်းကဒါကဘာမှအကောင်းဆုံးအသင်းကိုနိုင်သွားရဲဆိုတဲ့ feeling ရသွားတဲ့လူတွေရှိတယ်။ ဒါလူမှုသင်းလည်းရှိတယ်အာဆနယ်ရဲ့ဒါကျွန်တော်တို့တချို့သော movement တွေမှာဒါလွန်ခဲ့တဲ့နှစ်မှာအာဆနယ်သင်းကိုယ်တိုင်လူမှု movement တွေရှိခဲ့တယ်ဒါပေမဲ့လက်ရှိမှာဒီနောက်ပိုင်းတွေမှာအာဆနယ်ကအဲ့လိုမဟုတ်တော့အာဆနယ်သင်းနေတဲ့ any team သူတို့ရင်ဆိုင်မယ်ဒီလားကျွန်တော်ပြောတာ Bayern Munich မဟုတ် Bayern Munich လာလို့ရင်ဆိုင်မယ်ဆိုတာမဟုတ်ဘူး ာဆနယ်ကွင်းမှာဘိုင်ယန်မြူးနစ်လည်းယင်ဆန်ရမှာပဲအက်စတွန်ဗီလာလည်းယင်ဆန်ရမှာတန်းအစ်စ်20ကဘန်လီလည်းခမယင်ဆန်ရမှာပဲဝူးဖ်ကိုလည်းယင်ဆန်ရမှာပဲယင်ဆိုင်ပုံယင်ဆိုင်လေးကတော့နီးပြနေလေဒါတစ်ဖက်ရဲ့အသင်းရဲ့ယင်ဆိုင်ပုံမှာမူတည်ဆိုတော့ဒါပေမဲ့အသင်းကြီးမွတ်လို့ဒါယင်ဆိုင်ပုံယင်ဆိုင်လေးကွာသွားမယ်ဆိုတဲ့ပုံစံမျိုးတော့အဲ့တော့ခမယ်တတိထားမြဲလက်ရှိမှာအာဆနယ်ကိုတစ်ဖက်အသင်းကတွေ့ရင်အာဆနယ်နဲ့တွေ့တယ်ဆိုတဲ့ပုံစံမျိုးပေါင်းပြောင်းလဲဒါသူများတင်တော့ပြောမှာစီးတီလို့အသင်းမျိုးတော့အာဆနယ်နဲ့တွေ့ပြီဆိုအာဆနယ်ပေါ်လိုက်ပြီးပြောင်းလဲမှုတွေရှိလာခဲ့တယ်ဒါကအသင်းရဲ့ဒါကျွန်တော်တို့ဟိုကောင်းမှုဆိုးမှုပုံမှာပို့ပို့ပြီးတော့ဒါကျွန်တော်တို့မြင်နေတယ်ပေါ့ ေါ့နော်ဒါကျွန်တော်တို့ကောင်းမှုဆိုးမှုပုံမှာမူတည်ပြီးတော့ဒါပြောင်းလဲလာတဲ့ scenario တခုအရင်တော့ Arsenal ဆိုပြတာကျွန်တော်မှတ်မှတ်ရေးတာဒါကျွန်တော် City အသင်းကိုတည်ရရအောင်နေတယ်ဒါကျွန်တော်အသင်းအသင်းအနေနဲ့ဟောဒါကျွန်တော်တော်လေးကိုဆိုအဲ့တော့လက်ရှိမှာ Arsenal အသင်းကအဲ့လိုမဟုတ်တော့ Arsenal အသင်းကဒါတည်ရကြရင်ဘယ်အသင်းနဲ့ကြလက်ရှိမှာ City မဲမကောက်ဘယ်အသင်းကြကြ Arsenal အသင်းနဲ့ပြည်သက်တွေနဲ့ဘာမှမပြောတော့ဘူး ်ဘောတည်ရတမတ်ကသူတို့အနေနဲ့သူတို့သုံးမဲ့ရနေဆိုတည်တဲ့ချိန်မှာတည်ရတမတ်နဲ့သူတို့မတင်းတိန်နိုင်တော့လက်ရှိမှာဒါကျွန်တော်အမြင်ကပြောမှာဆိုအာစနယ် evolution တကူပြီးတော့ဒါဟာခုနပြောသွား consistency ပဲတည်ငြိမ်မှုဒါကျွန်တော်တို့သွားနေတဲ့ပုံစံအဲ့တော့အသင်းသတင်းကကျွန်တော်အမြင်ရတာလွန်ခဲ့တဲ့ကျွန်တော်ဒါမှတ်မဲ့ရဗီဒီယိုစောက်ထောင်ခဲ့ပြီးအသင်းသတင်းက foundation ကောင်းပြီဆိုရင်ခမန်ကြိုက်တဲ့အသင်းတစ်ဖက်အသင်းလား အဲ့ဒီ foundation ပေါ်မူတည်ပြီးအသင်းရဲ့ဒါကျွန်တော်ပြောင်းလဲမှုတွေကပြောင်းပြောင်းသွားတဲ့အနေအထားမှာရှိတယ်အတွက်ကြောင့်မလို့ဒါ Arsenal သင်းကရွှင်းတယ်သူတို့အနေနဲ့ဒါသုံးမှတ်ရအောင်ဆောင်မယ်တစ်ဖက်အသင်းရဲ့ဒါချင်းဒီပေါ်မူတည်ပြီးဒါ pragmatic approach ကိုသွားမယ်တစ်ချက်အသင်းကိုဒါကျွန်တော်အသင်းကြီးမှုလို့ရှိန်နေတဲ့ပုံစံမျိုး Arsenal မှာလက်ရှိမှာရှိမနေတော့ပရိသတ်တွေအစုတိုင်းကစားလက်ရှိမှာဒါသူတို့နဲ့ကမ္ဘာအကောင်ဆုံးအသင်းဆိုတဲ့ movement မှာဒါရှင်နိုင်သွားပြီပြုမယ်ပြောလက်ရှိမှာကမ္ဘာအကောင်ဆုံးအသင်းလက်ရှိပေါ့နော်လက်ရှိကမ္ဘာအကောင်ဆုံးအသင်းနဲ့မှာ Arsenal ကိုယ်တိုင်လည်းပါဝင်နေကြောင်မို့ကိုကအမြင်စည်းရောက်နေချိန်မှာအမြင့်မြင့်ရောက်တဲ့လူချင်းအကြောင်းကိုယ်နဲ့ level တူပဲဖြစ်သွားတယ်လို့ Arsenal အသင်းကခံစားမှန်ထားမှရှိတယ်ပွဲ ကြက်ကာလဆိုတာအာစတုံအသင်းတို့တာမန်ဒီရဲ့တရက်တာမန်ဘောလုံးကန်တဲ့တရက်ပဲဖြစ်တဲ့နေလို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါကျွန်တော်နဲ့ကျွန်တော်တော့ခုနကပြောကျွန်တော်ရဲ့ဟိုပေါ်ပေါ် personally ကကျွန်တော်မြင်တာပေါ့နော်။လက်ရှိမှာတော့ခုနကပြောဆိုစပါပရီတရက်ရောက်နေတဲ့အာစနယ်ကိုလို့ပြောပြောရဆိုကျွန်တော်အနေနဲ့ပါစကဘာဖြစ်ဘူးလဲဆိုဖြစ်ပါဘူးနော်ဘာပဲဒါကျွန်တော်အနေနဲ့ကျွန်တော်ဒါအမြင်ကျွန်တော်ရဲ့အမြင်ကိုကျွန်တော်ပြောတာပဲကျွန်တော်အမြင်ကျွန်တော်လက်ရှိမှာအာစနယ်မှမဟုတ်ဘူးဆိုတော့ဒီလက်ရှိမှာကျွန်တော်လူကောင်းအောင်ပြောတာပဲအာဒီနေ့ကအာစနယ်ဆောင်းဝန်းကောင်းတယ်ပေါ့နော်ရှင်းရှင်းအဲ့တော့ ဒါအာဆောင်တဲ့ဒီနှစ်မှာ consistency ဖလားရသွားခဲ့မယ်ဆိုရင်သူတို့ရဲ့တည်ငြိမ်မှုကအင်မတန်မှအရေးကြီးဆုံးဖြစ်လိမ့်မယ် တို့အနေနဲ့ဒီနှစ်မှာတင်ကျင်အောင်ဒါလှုပ်ယူထားရင်ဒါမှရှိတယ်တင်ကျင်အောင်လည်းလှုပ်ယူရတာပဲမလှုပ်ယူလို့မများဘူးဘာဒါတင်ကျင်မှုကဒါကျွန်တော်ဝုန်းကနေတိုင်းကနေပေးနေတာမဟုတ်ဘူးလို့ဝုန်းကနေတိုင်းကနေနောက်ဆုံးရခဲ့ကျွန်တော်မျက်စိမြင်ပါဆိုရင်ဒါကျွန်တော်တို့ Leicester City ပဲရှိတယ် Leicester City ကဒါကျွန်တော်တို့တို့အနေနဲ့ဒါဝုန်းနေတိုင်းနဲ့ဒါတင်ကျင်မှုတစ်ခုရတော့အဲ့တင်ကျင်မှုမပြော Arsenal ကဒီတင်ကျင်မှု Arteta ကိုယ်တိုင်စိတ်ကြိုက်ပေးလာပြုတ်ထားပတ်စံနေလည်းအများကြီးကုန်ထားတယ်မှန်တယ်ဒါပေမဲ့ပတ်စံနေအများကြီးကုန်မဲ့ဒီပတ်စံနေအများကြီးကုန်တဲ့အနှစ်ရတာ Arsenal အသင်းအပြေအဝခန်းစားထားရတယ် တဘောကျွန်တော်လက်ရှိမှာဟာတယ်မှာအာတီတာကဒါကျွန်တော်တို့လက်ရှိရောက်လာကလေးကဒါဘက်ကွာတော့ထက်ငွေပြန်သုံးဒါပေမဲ့ you can see it ဟုတ်တယ်မှာကျွန်တော်အသိမှာမြင်ရတယ်ကျွန်တော်ပြောတာဟုတ်တယ်မှာမြင်ရခင်ဗျားပေးရတဲ့ပတ်စံနဲ့တန်သွားပြီလေကျွန်တော်ပြည်သက်တရားအနေနဲ့ကျွန်တော်ပြောကျွန်တော်ကိုယ်တော့ပဲခင်ဗျားတို့လက်ရှိမှာခင်ဗျားတို့ engine တွေဝယ်တယ်ခင်ဗျားတို့ဒါကျွန်တော်တို့ဟို subscription တွေလုပ်တယ်ဒီပေးထားတဲ့ပတ်စံနဲ့ခင်ဗျားကြည့်တဲ့အသိရခင်ဗျားကျွန်တော် satisfaction ပေးမှုက သူများကိုသွားမကြည့်နဲ့သူများအသင်းကခမခပြောမှာပဲခမခမနောက်ဆုံးရခမအာဆနယ်ကုကြည့်ရင်ကျွန်တော်ဖလား3ရက် triple ရလေပြောမှာပဲအာအာဆနယ်ဒီနှစ်ကကွာကျွန်တဲ့အသင်းနဲ့ညံ့လို့ရသွားရဆိုတဲ့စကားကိုခမပြောမှာပဲဟုတ်တယ်မကျွန်တော်ပြောတာအခုချိန်မှာခမလက်ရှိမှာကျွန်တော်တိလောက်ပြောခမကျဲတဲ့အသင်းပြော Leicester City ဘွဲ့ဖလားရတဲ့နှစ်ကလွှင့်ကျွန်တဲ့အသင်းခမကွန်ဖောင်းထူမှာပဲ City ဆိုဟာ City ကငွေတွေအများကြီးသုံးလို့ဒါကျွန်တော်တို့ကဟိုဟာ FFP တွေချိုးပတ်လို့ဖလားရတယ်ပြောမှာပဲကွာ Liverpool တို့လည်း COVID ကာလမှလို့လား Liverpool ဖလားရသွားတယ်ပြောကြတာခမပြောမှာပြောတဲ့ကောင်ကတော့ပြောမှာခမတတ်တလုံးပြောသွားမှာပဲအဲ့ဒါကြီးကိုလိုက်ခံစားနေပြီးသွားမှာမဟုတ်ဘူးဒါကျွန်တော်ပုံမှန်လင်းလင်းပြောတာဟုတ်တယ်ဟုတ် အဲ့ဒါကိုလိုက်ခံစားခံပြီးမှာအဲ့တော့လက်ရှိမှာ Arsenal ကိုတင်းနေရှင်းတယ်ဘလို့ပဲရာ at the end of the day မှာဖလားရရင်ပြီးတော့ဖလားရဖို့အတွက်လည်း Arsenal ကိုတင်း consistency ဒါဖြည်းဖြည်းနဲ့မှန်မှန်နဲ့သွားနေတယ်အဲ့ဒီဖြည်းဖြည်းနဲ့မှန်မှန်ကို Arsenal တင်းနေရာတီကုံထိထိန်းချောင်းနိုင်မယ်ဆိုရင်တော့ immediate မှာသိက်ကိုအရေးကြီးတဲ့အခက်ကဏ္ဍတစ်ခုကိုပြောင်းလဲသွားနိုင်မယ်လို့ကျွန်တော်ရဲ့ပုံကူရေးမှာကျွန်တော်ကတော့100%မြင်ပြီးရတယ်မှာပါအဲ့တော့ခုနကပြောပဲလက်ရှိမှာ Arsenal အသင်းနေနဲ့စာမီးပွဲစစ်မဲ့ကာလာဆိုတာပါတယ်အာဆနိုလ်သက်ကဒါပွဲတိုင်းကစာမီးပွဲဖြစ်နေပြီလေ ဟုတ်တယ်မအာဆနောကဒါကျွန်တော်လက်ရှိမှာစာပေဘက်ဆက်မဲ့ကာလာဆိုတော့မဟုတ်စာပေဘက်ကိုလက်ရှိမှာအခုလက်ရှိမှာဒါခမောက်ဘလို့ဒါအဲ့လိုပြောကြည့်ဒါမနစ်ကအာဆောသိနေအခုလက်ရှိမှာဒီနှစ်မှတော့မအာဆောသိကကြီးချောက်ကြီးကိုစရှုံမှုတာပဲရှိတာဟုတ်တယ်မလားဒါကျွန်တော်လက်ရှိမှာလီဗာပူးကဒီနှစ်မှာစရှုံနေစီးတီးကိုတည်ရကြတယ်အဲ့တော့ဒီအဲ့လိုပြောကြည့်ဆိုဒါအာဆောသိကကြီးချောက်ကြီးကောင်ဒီနှစ်မှာပို့ပြီးတော့အားနေသေးတာပဲမနစ်ကဒါကျွန်တော်အသိချင်းမနစ်ကအာဆောသိလက်ရှိမှာမနစ်ကဒါကျွန်တော်ခက်ခက်ခဲခဲရင်ဆိုင်ခဲ့တဲ့ဖူဟန်တို့ယူကာဆယ်တို့ဒီနှစ်မှာနိုင်ခဲ့တာပဲတခါကြရင်ခုနကအာဆောအတွက်ကဒါဆာမူဝက်စစ်တဲ့ကာလမှုအာဆောအတွက်ကပွဲတိုင်းကဆာမီပွဲပဲ ဒါက hard reality ပဲအဲ့အဆောင်ဝဲတိုင်းအာဆနယ်နိုင်မှရမယ်အခုလက်ရှိမှာ City အသင်းခြေပြန်ကောင်းလာပြီအာဆနယ်တော့ catch up လုပ်တော့မှာအာဆနယ်သင်းနဲ့အခုလက်ရှိမှာရှင်းရှင်းလေးပြောမှာပြေးနေတဲ့ပုံမှန် speed တိုင်းပဲပြင်ချော်မလဲဘူးအရေးကြီးတယ်ဒါပဲအလောက်ပဲဘောလုံးပွဲတွေကိုကြည့်ရှုနေတယ်ဆိုရင်တော့ YouTube Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်းအောင်ကုညီလို့ရပါတယ်မြမိုက်လက်ကလစ်ဖို့မပေးကြပါနဲ့ပြအောက်က comment တွေမှာလည်း YouTube Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်းအောင်ကုညီလို့ရပါတယ်မြမိုက်လက်ကလစ်ဖို့မပေးကြပါနဲ့ဦးဗျ မြတ်မြတ်ကလစ်မှာမြင်မြင်နေရဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့မှာကောင်းမွန်တော်ဒီနေ့ဖြစ်ပါတယ်ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြရပေါ့ကျွန်တော်တို့ကပြပောင်းတေးပါဗျာ